ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Ghost Story YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆောင်းရင်းစရာမင်းဟိတ်ခန့်ဥဒ္ဒတီပါရှေးသားထားတဲ့မန်တန်ထူးမောင်နဲ့အသားစားကြောင်နဲ့ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ဇာတ်လမ်းကြောင်ရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုကြပါရစေ။ အသေးသေးတင်နိုင်သိရှိဖို့အတွက်ကတော့ဘေးနာနိုတီပဲလေးကိုလည်းနှိပ်ပြီးခဲ့ပါအောင်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မဲ့သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင်တန်လဝမေရင်ဆိုတဲ့အဖွားကြီးထွက်ပြေးသွားပြီးနောက်ထူးမောင်ကလိုက်လံတိုက်ခတ်မယ်ပြုတော်လေးပန်းဖြူကတားလိုက်ပါတယ်အဲ့ဒီနောက်ခလောက်ကျရွာကြီးဘက်ကိုညှို့ပြတဲ့အခါလင်းငါအိမ်ခန့်မီးများလောင်နေတာကိုတွေ့လိုက်ရပါတယ်မီးတောက်ကြီးများကြောင့် နတ်မွေတောင်ပေါ်မှပင်အလင်းရောင်များကြားရောက်လာတဲ့ထူးမောင်နဲ့ပန်းဖြူတို့လည်းတောင်အောက်ကိုဆင်းခဲကြပြီးမြင်းကြီးမိုးမောင်အပေါ်တန်လာကြပါတယ်။မြင်းကြီးကနှစ်ယောက်လုံးကိုကြောမတင်ပြီးရွာဘက်ကိုထုံဆိုင်ပြေတော်တယ်။ပန်းဖြူနဲ့ထူးမောင်တို့ရွာဘက်ကိုလာနေတယ်လို့ရွာထဲမှာတအူးလေးမြင်းနဲ့ပြေးထွက်လာတာကိုတွေ့လိုက်ရပါတယ်။ညအခါဖြစ်တာကြောင့်တဲတဲကွယ်ကွယ်မမြင်ရပဲထူးမောင်နဲ့ဘေးကျင်းကရှောင်းလိုက်ပါတယ်။အဲဒီနောက်ထူးမောင်လေးစက်ခုဓာတုစွမ်းအားနဲ့ အဲဒီသူကိုကြည်လိုက်တဲ့အခါတခြားရွာကပင့်ထားတဲ့စိတ်ဆရာဖြစ်နေပါရဲ့မင်းရဲ့တန်လဝါရိုက်ချက်ကြောင့်ဒဏ်ရာပြင်းပြင်းထန်ထန်ရနေတဲ့ရွာသားကိုကုသဖို့အတွက်အဲဒီစိတ်ဆရာကိုခေါ်ထားခြင်းဖြစ်ပါရဲ့စိတ်ဆရာက ရွာထဲမှာရှိနေရမှာဖြစ်ပြီးမီးလောင်တာနဲ့တိုက်တိုက်ဆိုင်ဆိုင်ထွက်ပြေးတာကြောင့်ထူးမောင်လေးတခုခုတွေးနေမိပါရဲ့အဲဒီအချိန်နောက်ကလိုက်လာတဲ့ပန်းဖြူကတိန်ငနဲ့ဖြစ်သွားပြီး လက်ဆောင်တစ်ခုကိုစီးဖမ်းထားလိုက်တယ်။ပန်းဖြူလက်ထဲမှာတင်းမြင့်လိုလိုအရာတစ်ခုရှိနေပြီးအငွေထွက်လာတာကြောင့်အဝေးကိုလွှင့်ပြစ်လိုက်တယ်။အဲဒီအခါမှာစင်းမြစ်ကပေါက်ကွဲထွက်သွားတာကြောင့်မြင်းကိုရန်လိုက်ကြပါရယ်။ပန်းဖြူနဲ့ထူးမောင်တို့မှမြင်းကိုတစ်ဖက်ကိုပြန်လှည့်ပြီးမြင်းမော်ကခုံဆင်းလိုက်ပါရယ်။တစ်ဖက်ကစေးစရာလေးလုံးချံမှုမအောင်မြင်တာကြောင့်မြင်းမော်ကဆင်းလာခဲ့ပါရယ်။ထူးမောင်မှပန်းဖြူကိုကြည့်ပြီးလက်ကိုဆွဲလိုက်ပါရယ်။ အဲ့ဒီနောက်ပန်းဖြူရဲ့လက်ဝါးပေါ်မှာထူးမောင်ကဘဲလန်ညိုနဲ့မန်တန်စာရန်တချို့ရေးဆွဲလိုက်တဲ့အဲ့ဒီနောက်အဘောမန်တန်ကိုရှုတ်ဖက်ပြီးပန်းဖြူလက်ဝါးကိုလည်းတစ်ချက်ရိုက်ပေးလိုက်တဲ့မြင်းကိုယူသွားပြီးတော့ရွာထဲမှာမိငိမ့်ပေးလိုက်ဟိုဆေးစရာကိုတတိထားနော်အမြန်လိုက်လာခဲ့ပန်းဖြူမှာထူးမောင်ကိုစိတ်မချတော့လဲမီးလောင်နေတဲ့ရွာထဲကိုမြင်းစီးပြီးတော့ဝင်သွားပါတယ်ထူးမောင်ပေးလိုက်တဲ့မန်တန်စွမ်းအားအနည်းငယ်ကိုတုံးပြီး မိငိမ့်သက်ပြေဖို့ဖြစ်ပါရင်ရွာပြင်မှာလေဆေးဆရာနဲ့ထူးမောင်တို့မျက်နှာချင်းဆိုင်နေကြပြီထူးမောင်မှာညာဘက်ခက်ဆောင်ဆောင်ကိုမျက်နှာလွှဲထားတယ်မျက်လုံးမှာလေပဝါစည်းထားတာကြောင့်ရန်သူဆေးဆရာကမျက်မမြင်လို့ထင်နေပါတယ်ဒါပေမဲ့ထူးမောင်ကအားလုံးကိုအာယုံခံထားပြီးဖြစ်ပါတယ်မျက်မမြင်တယောက်နဲ့တိုက်ခိုက်ရမှာဂိုင်းတော်တိတ်ခါကြလိုက်တာဟွန်းစိတ်ပြည့်စရာပဲဆေးဆရာအမိခံပြီးလူတွေရဲ့အသက်အိုးအိမ်ကိုဖျက်ဆီးတာ တိတ်ခါရှိသွားရောလားဒီလိုမိမညံနဲ့ရုံမတက်တဲ့ခမမဟုံးမလွဲရောမဲတော်လေးပါးခိုင်းသားထင်နေအမှန်ပဲလေမဲတော်လေးပါးခိုင်းရဲ့စေးကဝေတပါးဆိုရင်လည်းမမအုပ်ပေါ့ငါစေဘလောက်စွန်းတလဲဆိုတာသိကြလားရော့ရန်သူစေးဆရာကထူးမောင်ကိုစေးလုံးလေးသုံးလုံးနဲ့ပြစ်ပေါက်တိုက်ခိုင်းလိုက်ပါတယ်ထူးမောင်မှာ စေးလုံးများကိုမျက်နှာမှမူပဲလက်ဝါးနဲ့တားထောင်းလိုက်တော့ စေလုံးကလေးများကအရှိမတူမီလေထဲမှာပင်ခြားခြားလဲနေပါတယ်အဲဒီနောက်ထူးမောင်ကဖြန့်ကားထားတဲ့လက်ဝါးကိုလက်သီးဆုပ်ပြီးခြေလိုက်တဲ့အခါစေလုံးကလေးများမီးတောက်ပြီးပြန်ကျသွားတော့တယ်တဲစွန်းနေပါလားဒါကြောင့်လေမဲတော်ကြီးကမင်းကိုရှော့မတွက်ဖို့မှားထားတာပဲစကားများတယ်ဗျာခမားပညာဒါအကုန်မဲလားအဲဒီလိုပြောလိုက်တဲ့အခါရန်သူစိမ့်စရာကလက်ဝါးပေါ်မှာနှွေးချိုးကလေးတင်လိုက်ပါတယ် အဲ့ဒီနောက်လေနဲ့မှုန့်လိုက်တဲ့အခါຫນွေကျိုးကကျိုးတချောင်းလိုရှေထွက်လာပြီးလေးငါးချောင်းပွားလာတယ်။ပြီးတဲ့အခါຫນွေကျိုးများကထူးမောင်စီကိုဥတီလာပြီးလက်တပြည့်အတွင်မှာထူးမောင်ကိုရစ်ပတ်သွားတော့တယ်။ခန္ဓာကိုယ်မှာရစ်ပတ်နေတဲ့ຫນွေတချောင်းကလေပင်ကို အထက်ထန်းရစ်ပြီးလေထဲမှာဆွဲမြောက်ထားလိုက်တယ်။ရန်သူကအနိုင်ရလိုက်ပြီးတော့ကျင်းတဲ့အပြုံးတွေနဲ့ကြည်နေပေမဲ့ထူးမောင်ရဲ့လက်တစ်ဖက်ကလွတ်နေပါတယ်။လွတ်နေတဲ့လက်နဲ့ ခါမချိတ်ထားတဲ့တန်သေးဓာတ်ကိုဆွဲထုတ်ပြီးຫນွေကျိုးများကိုလည်းအပိုင်ပိုင်ဖြတ်ချလိုက်တော့တယ်။အဲ့ဒီနောက်ဓာတ်ကိုပြန်မထည့်သေးပေတင်းစုံမှန်တန်ရှင်းလိုက်တဲ့အခါဓာတ်ပေါ်မှာမီးများတောက်လာတဲ့အဲ့ဒီအခါရန်သူစင်းစရာလေးစေးလွယ်အိတ်ထဲကအစိမ့်မှုတ်တချို့ကိုလက်တဆုပ်ယူပြီးတော့ထူးမောင်ကိုလှမ်းကျဲလိုက်တော့တယ်။ဒါပေမဲ့တခဏအတွင်းမှာပင်လှင်မြန်တဲ့လေတိုးအားကြောင့်စေးမှုန့်ကလေးများလေပေါ်မြောက်တက်သွားပြီးထူးမောင်လည်းပျောက်သွားပါတယ်။ ပြီးတဲ့အခါထူးမောင်ကသူ့ရဲ့ဓာတ်ကိုတန်းရင်အတွင်းမှထိပြီးရန်သူကိုကြောခိုင်းရင်ထွက်သွားဖို့ပြန်ပါတယ်။တိုက်ပွဲမပြီးသေးဘူးကဘဲဟိုပြေးတာလဲ။မပြီးသေးဘူးထင်ရင်အနောက်ကနေလိုက်ခဲ့လေ။စေးစရာလဲထူးမောင်ကိုနောက်ကြောကတိုက်ခိုက်ဖို့ခြေလမ်းပြင်လိုက်တဲ့အခါနေငနေဖြစ်သွားပြီးမောင်ရဲ့သားလဲကျသွားတယ်။သူ့ကိုယ်သူပြန်ကြည့်လိုက်တဲ့အခါခြေထောက်နှစ်ဖက်ကဒူးအထက်မှ ပြတ်ထွက်သွားပြီးသွေးများပန်းထွက်လာတယ်။အဲဒီအခါလှက်ပြီးတော့ အသက်နဲ့ကြီးနေအော်နေခြင်းလေပေါ်မြောက်တက်သွားတဲ့အစိမ့်ဆေးမှုန်များပြန်ကျလာတဲ့ခြေတောင်များပြက်ပြီးမပြေးနိုင်တဲ့ဆေးစရာလဲအစိမ့်မှုန်များတကုန်လုံးထိပြီးမီးလောင်တေဆုံးသွားတော့တယ်။ထူးမှောင်မှမဲတော်လေးပါးဂိုင်းသားတဦးကိုဆုံးမလိုက်ရတာကြောင့်စိတ်ထဲမှာကြေနပ်နေပါရဲ့။ဘဝတစ်လျှောက်လုံးဒုက္ခပေးခဲ့တဲ့မိစ္ဆာဂိုင်းပညာသင်များကိုရရန်ဆက်ဆက် လက်တော့ပြန်လက်စားချေရတာက သူ့အဖို့အားရဖွယ်ကောင်းလာပါတယ်ကိုဌာနတန်သေးသားကိုခါမချိတ်ပြီးရွာထဲကိုဝင်လာခဲ့ပါတယ်ရွာထဲမှာလည်းပန်းဖြူကထူးမောင်ပြီးနဲ့စွမ်းအားများကို အသုံးပြုပြီးမိငိမ့်တက်ပေးနေပါတယ်မိများလုံးနာကြောင့်လူများလည်းမကယ်နိုင်တာမို့အိမ်စိန်လုံးခန့်ဆုံရှုံသွားပါတယ်ပြေးလွှာရုန်းကန်နေတဲ့လူအုပ်ကြီးကြားကို ထူးမောင်ရောက်လာခဲ့ပြီး မီးလောင်နေတဲ့အိမ်ထဲကိုဝင်သွားခဲ့ပါတယ်။တေဇောဓာတ်ကိုလည်းထိန်းချုပ်နိုင်တာမို့မီးများကတပြေးပြေးငြိမ်းသွားခဲ့ပါတယ်။နောက်ဆုံးမှထူးမောင်ရှိနေတဲ့အိမ်တဆောင်လုံဆွဲနေတဲ့မီးများငြိမ်းသွားပြီးမီးခိုးတလူလူကြားတဲ့ထူးမောင်ထွက်လာခဲ့ပါတယ်။လက်ထဲမှာလေလာသားအရွယ်ကလေးငယ်ကို ပိုက်ချီလာခဲ့ပြီး သူ့ရဲ့မိဘများထံအနှံလိုက်ပါရယ်ကျေးဇူးကြီးပါတယ်ဗျာကျုံတို့ရွာဘေးဆိုးရောက်တိုင်းကဲတင်ပေးနေတဲ့ ခမားတို့ကိုကျေးဇူးတင်လို့မဆုံးတော့ပါဘူး။ခလေးပြန်ရတဲ့မိဘများနဲ့မိကူပြီးအိမ်လောင်ခါနီးရွာသားတစုတို့ကထူးမောင်တို့သုံးဦးသားကိုကျေးဇူးတင်မဆုံးဖြစ်နေကြပါရဲ့။တချို့ဆိုရင်ဒူးပါထောက်ပြီးကတော့မယ်ပြူတာကြောင့်ထူးမောင်လည်းမြင်းကြီးကိုဆွဲပြီးသူတို့တဲခိုတဲ့အိမ်ကို ပြန်လာခဲ့ကြပါရဲ့။ရွာထဲမှာအခြေအနေများငြိမ့်သက်သွားတဲ့အခါ ထူးမောင်ကအိမ်ထဲကလူမမကို အခြေအနေကြည့်ပါရင်ဒဏ်ရာရထားတဲ့လူမမလေးတိတ်ဆုံးသွားပြီဖြစ်တာကြောင့်ထူးမောင်ကအိမ်အပြင်ကိုပြစ်မှထွက်ထိုင်ပါရယ်အဲ့ဒီအချိန်ဦးတန်ခဲရောက်လာပြီးငါရဲ့ပေါ်ဆောက်မှုပဲကွာစေးစရာဆိုတော့ရုံလိုက်မိတယ်ဒီလိုဖြစ်မယ်လို့မထင်ဘူးမဲတော်လေးပါးခန့်ရဲ့အဓိကကျွမ်းကျင်မှုကလေဒီလိုလိန်ညာလှည့်ဖျားတဲ့အတက်ပဲလေဦးတန်ခဲရဲ့ဘသူမှထင်မထားကြအောင်လေဒံယာယာထားတဲ့လူကိုတက်ပြီး ျောက်တို့ပရပတ်ကြီးကိုလာလူတာဗျပရပတ်ကြီးလာလူချိန်မှာငါးနဲ့ပက်ပင်းတိုးပြီးတော့တိုက်ခိုက်ကြသည်ရဲ့မရတဲ့အစုံရွာကိုမီးရှို့ပြီးတော့ပြေးတော့တာပဲငါတို့လည်းမီးကြောင်ဆက်မလိုက်တော့တာမင်းတို့နဲ့ရွာပြင်မှာတွေ့မှာပေါ့မိစ္ဆာပညာတွေပဲဗျာသူလဲသူသွားပါပြီအဲ့ဒီအချိန်အနီးကိုပန်းဖြူရောက်လာတာကြောင့်ဦးတန်ခဲကရှောင်းထွက်သွားပါတယ်ပန်းဖြူနဲ့ထူးမောင်ဘေးမှာဝင်ထိုင်ပြီးတော့ကောင်းငင်ကိုမော့ကြည့်နေပါတယ် အဲဒီအခါထူးမောင်ကဘေးမှာပန်းဖြူရောက်နေတာကို သိတာမို့မင်းနောက်ကို လိုက်နေရလို့ရွာသားတယောက်အသက်ပေးလိုက်ရပြီးရွာလဲပြားပုံဖြစ်တော်မလို့ဘာလို့တယောက်ထဲနတ်မွေတောင်သွားတာလဲအန်တီရဲ့ရှိတာမသိဘူးလားသိပါတယ်ဒီလိုပါ မွေမိတ်ဆာမနဲ့ဘာခဲရဲ့ပညာကိုမြင်ကလေးရလက်ဝဲပညာတွေဆိုတာခံမှန်းမိတယ်နောက်ပြီးတော့ဒံယာရလာတဲ့ရွာသားကိုကြည့်ပြီးဘသူလက်ချက်လဲဆိုတာသိတယ်အဲ့ဒီတော့ကိုထူးမောင်က မိစာခိုင်းတွေကိုမုန်းနေလေပန်းဖြူကိုတိုင်းလေတစ်ချိန်ကသူတို့ခိုင်းတာဖြစ်ခဲ့ဘူးတော့သူတို့ကိုအကြောင်းခံပြီးပန်းဖြူကိုအမြင်မကြီးမှဆိုလို့တယောက်ထဲဖြည့်ရှင်းတာပါအဲ့ဒီအချိန်ဥတန်ခဲပြန်ရောက်လာပြီးတမီးပန်းဖြူထူးမောင်ကတမီးကိုမှမဟုတ်ဘူးဘာကိုမှအမြင်မကြီးဘူးကွဘာလို့လဲဦးကြီးမမြင်ရတဲ့မျက်လုံးကိုပဝါစီးထားမှတော့ဘလို့မှအမြင်မကြီးနိုင်တော့ဘူးလေဟုတ်ဘူးလားဘာကြီးကြီးမဲမောင်နေမှာပေါ့ ။ဦးတန့်ခင်းစကားကြောင့်ထူးမောင်အနေငယ်ပြုံးသွားပြီးပန်းဖြူကိုဒေါသမထွက်တော့ပန်းဖြူလည်းသူ့အပြည့်သူသိတာကြောင့်မြင်းကြီးမိုးမောင်ခေါင်းကိုတတ်ပြီးတော့ငြိမ်နေပါတယ်။နောက်တနေ့မိုးလင်းတဲ့အခါထူးမောင်တို့သုံးဦးရှိရာကိုရွာသားများလာရောက်တိုက်မြင့်ကြပါတယ်။အကြောင်းကတော့နတ်မွေတောင်မှတခင်မမရှိတော့တဲ့ပြင်ဘာခက်လဲဇက်သိမ်းသွားပြီဖြစ်တာကြောင့်တောင်ပေါ်မှာရှိတဲ့ပစ္စည်းဥစ္စာများနဲ့ဇပားများကိုရွာထဲကိုပြန်တဲကြဖို့ဖြစ်ပါတယ် ရွာသားများလုံအားနဲ့လေကားထွက်ရှိတဲ့စံစဘာများသာဖြစ်တဲ့အပြင်လိန်ညာပြီးတော့ယူထားခဲ့ကြသူများမရှိတော့တာမို့မိမိတို့ရဲ့ပိုင်ဆိုင်မှုများကို ခွဲဝေယူသင့်ကြောင်းတိုင်ပင်ကြပါတယ်။ထူးမောင်တို့ကလည်းရွာသားများရဲ့သဘောဆန္ဒမှမားတာကြောင့်ယူသင့်ကြောင်းပြောလိုက်ပါတယ်။အဲဒီလိုနဲ့နေမြင့်တာနဲ့လဲနွားများပြင်ဆင်ပြီးတောင်ပေါ်ကိုတက်ကြတော့ပါတယ်။တောင်ပေါ်ရောက်တဲ့အခါတခေမနဲ့ဘာခတ်တို့မတရားသိမ့်ပိုက်ထားတဲ့ပြည်စည်းများကို လှဲနှွားအပြည့်တင်ကြပါရင်ဆန်နဲ့စပါအတော်များများရခဲ့ကြပြီးရွာသားများအားလုံးလည်းပျော်နေကြပါရင်စူးစူးညံ့ညံ့နဲ့ရာရာပြည့်စည်များတည်ထုံနေကြခြင်းရွာသားမဟုတ်သူတို့ရောက်လာခဲ့ပါရဲ့အဲ့ဒီသူကပြည့်စည်တွေတည်ထုံနေတဲ့ရွာသားများကိုကြည့်နေပြီးအံ့ဩနေသေးပါရဲ့ဟာပေါ်တင်ကြီးကိုခိုးနေကြတာလားဘာလဲကွာငါတို့ပြည့်စည်ငါတို့ပြန်ယူတာပေါ့မင်းရဘသူလဲဘယ်ရောက်ကောင်းလဲ ဘာခက်တပည့်ဆိုရင်မင်းအသက်ဖတ်နဲ့ထုတ်တာဟေးဟေးမဟုတ်ဘူးကျုပ်ကဘာခက်ရဲ့တပည့်မဟုတ်ဘူးစံကုံတဲ့ဆရာချစ်ရဲ့တပည့်ဘယ်ရဆရာချစ်လဲကွာခမရတို့တခင်မနဲ့ဘာခက်မသေးခင်ကတည်းကဒီစံတွေစပားတွေကိုဝယ်ထားတဲ့ဆရာချစ်ပေါ်ဗျဒီစံတွေကိုခမရတို့ဘဲမှယူသွားလို့မရအောင်မဖြစ်နိုင်တာကွာငါတို့မယုံတဲရမှာပဲမကြေနဲ့ရင်ကုံသေးဆိုတဲ့မင်းဆရာခေါ်ခဲ့ ခမည်းတော်တော့ပြဿနာကောင်းကောင်းတက်ပြီပဲရွာသားများကနှင်ထုံလိုက်တဲ့အခါအဲ့ဒီလူစိမ့်ကပြန်ပြီးတော့လှဲ့ထွက်သွားတယ်အဲ့ဒီနောက်ခလောင်းကျောင်းရွာနဲ့အတော်ဝင်းဝေးကိုမြင်းစီးပြီးတော့ထွက်သွားခဲ့တယ်ပြီးတဲ့အခါသူ့ဆရာမောင်ချင်းရှိရာကိုအပြေးနှင်ခဲ့တယ်ခြံဝိုင်းအကျဲကြီးတစ်ခုရှိကိုရောက်တဲ့အခါခြံဆောင်တဦးထွက်လာပြီးအတွင်းလားအပြင်းလားအတွင်းမော့ကြွက်တွေစပားအိတ်ဖောက်နေရဲ့အချင်းချင်းသာနားလေတဲ့စကားများပြောပြီး ခြံဆောင်ကတကားဖွင့်ပေးတယ်။အဲ့ဒီအခါမြင်းကိုခြံဆောင်လက်မှာအက်ခဲ့ပြီးအိမ်ထဲကိုဝင်သွားတော့တယ်။အိမ်ထဲအခန်းတနေရာမှာနန်းရံကိုမျက်နှာမူပြီးထိုင်ကုန်မှထိုင်နေတဲ့ပွဲစားမောင်ချက်ကိုတွေ့လိုက်ရတယ်။အသက်30ခန့်သာရှိသေးတဲ့မောင်ချက်ဟာဘိုးဆန်းဆန်းဝန်းစားထားပြီးဒုတ်ကောက်တစ်ချောင်းလေးကင်ထားပါတယ်။သူ့ရဲ့ပေါင်ပေါ်မှာတော့ကြောင်နယ်ကြီးတစ်ကောင်ခွေအိတ်နေပြီးမောင်ချက်ကကြောင်ကြီးကိုပုတ်တက်ပေးနေပါတယ်။ နမ်းမွေတောင်ကစပားတွေကိုခလောက်ကျရွာသားတွေခိုးနေပြီးစရာကျောက်လမ်းမှာဝင်တားခဲ့တာလက်မခံဘူးဆရာကိုခေါ်ခဲ့လို့ပြောနေတယ်ငါကိုယ်တော့လိုက်ဖို့မလိုပါဘူးမင်းအဲ့ဒီနေရာကိုပြန်သွားငါကြားတကောင်လှုပ်လိုက်မယ်ဆရာချင်းရဲ့စကားကိုနားထောင်နေတပည့်ဖြစ်သူက ရွာသားများစပားတည်နေကြတဲ့နေရာကိုပြန်သွားခဲ့ပါတယ်အဲ့ဒီနောက်ရွာသားများကိုထတ်တားဖို့စူးစမ်းပြန်ပါတယ်မင်းလာပြန်ပြီလား ခမားတို့စေတနာနဲ့တားနေတာနော်ဆရာချစ်အကြောင်းမသိသေးဘူးထင်နေစပားအိတ်တွေထားခဲ့ပြီးအေးအေးဆေးဆေးပြန်ကြပါဗျာဒီကောင်စကားများလိုက်တာကွာသွားစမ်းပါရွာသားတဦးကမောင်ချစ်တပည့်ကိုပြေးပြီးတွန်းလိုက်တဲ့ဒါပေမဲ့ပြေးတွန်းတဲ့သူ့ရဲ့မျက်နာပေါ်ကိုမဲမဲအကောင်ကြီးတကောင်ခုန်တက်ပြီးလက်ဘင်းကိုကိုက်ဖောက်သွားပါတယ်ဟာကြောင်ကြောင်နဲ့ကြီးဟာရွာသားများစူညံသွားပါတယ်တာမန်ကြောင်တကောင်ထက်ပိုပြီး တန်မာလှင်မြန်တဲ့ကြောင်နဲ့ကြီးမှာတခွေးခွေးမှန်ဖီပြီးတော့ရွာသားများကိုတိုက်ခိုက်တော့ပါရီကြောင်ကြီးရဲ့လှင်မြန်မှုကြောင့်ရွာသားများမခုခံနိုင်တော့ပင်တုံးလေးရောက်အကိုက်ခံလိုက်ရပါတယ်ကြောင်အကိုက်ခံရတဲ့နေရများနဲ့လက်သေးချေရများကလည်းအစိမ့်ရှိနေသလိုခံစားရပြီး ပြင်းပြင်းထန်ထန်နာကျင်ခံစားလိုက်ရတယ်ရွာသားများလည်းမိမိတို့ပစ္စည်းများကိုစွန့်ပြီးပြန်ပြေးကြရတော့တယ်ဆရာချင်းရဲ့တပည့်မှပြုံးကြည့်နေပြီး သူ့ဆရာရဲ့ကြောင်နေကြီးကောင်းကိုပို့တက်ပေးလိုက်ပါရယ်။ကြောင်ကြီးရဲ့အစွမ်းထက်ပုံမှာကြားတကောင်လိုတန်မာတာကြောင့်ဆရာဖြစ်သူကလည်းကြားတကောင်ကိုလှုပ်ပေးလိုက်မယ်လို့ပြောခဲ့ခြင်းဖြစ်ပါရယ်။အထီးအခိုက်များလာခဲ့တဲ့ခလောင်းကြရွာသားများလည်းအားကိုမရှိတာကြောင့်ထူးမောင်တို့ကသာအကူအညီတောင်းရပြန်ပါရယ်။အားနာလှပါပြီဗျာ။ဒါပေမဲ့ကျုပ်တို့ရွာက လူချမ်းသာပေါများတော့ ဒူးစီရဲ့သမားတိုင်းကအပိုင်သိမ်းချင်နေကြတာပဲအခုလဲစံကုန်သေးမောင်ချစ်ဆိုတဲ့လူကဒုက္ခပေးပြန်ပြီရွာသားများပြောပြပုံများကိုထူးမှောင်ဥတန်ခဲနဲ့ပန်းဖြူတို့ကသေချာနားထောင်ပြီးစဉ်းစားနေကြပါရဲ့လူကိုယ်တိုင်ရဲ့အစွမ်းကိုမသိရသေးခင်သူ့မွေးထားတဲ့ကြောင်ကို အရင်နှိမ်နှင်းရမယ့်သဘောဖြစ်နေခဲ့ပါရဲ့ခမဲရခတ်တဲ့စွမ်းအားမျိုးရှိနိုင်ကြောင်းကိုနေဥတန်ခဲကတတိပေးပါရဲ့အဲ့ဒီအချိန်ထူးမှောင်က ပြဿနာဖြစ်ခဲ့တဲ့နေရာကို လိုက်ကြည့်ကျင်တယ်လို့ပြောတာကြောင့်သုံးယောက်သာနတ်မွေတောင်ကိုရောက်ခဲ့ကြပြန်ပါတယ်။အချင်းအနေတွေကိုစစ်ဆေးကြည့်ကြတဲ့အခါထင်နာတာထက်ပိုဆိုးနေတာကို တွေ့ရပါတယ်။ဒဏ်ရာတန်ကျက်ပြင်းထန်တဲ့အပြင်တချို့အလောင်းများကိုကိုက်ဖြန့်စားတောက်ထားတာမျိုးတွေ့ရပါတယ်။မကြခင်မှာတိမ်ဆုံးသူရဲ့မိသားစုများရောက်လာကြပြီးငိုကြယိုကြနဲ့စူညံသွားတာမျိုးထူးမောင်တို့လည်းတဏှာကို ထွက်ခဲ့ကြပါတယ်။ ရွာသားတချို့မှလည်းစံကလေးစပောင်းလေးရဖို့နဲ့အသက်အသေးဆုံးရသူများကိုကြည့်ပြီးမကြေမနက်ဖြစ်နေကြပါရဲ့အဲ့ဒီအချိန်ပန်းဖြူကကုန်းတဲ့မောင်ချစ်လက်ချက်ဆိုတာတေးချနေပြီကိုထူမောင်ပြက်တနာကြီးကြီးမားမားဖြစ်တော်မင်းမင်းသူနဲ့တိလို့လားတိတ်တိတာပေါ့မြေအောက်ရှင်းလင်းရေးအဖွဲ့ဝင်ကျေးစားတဦးပဲသူ့ရဲ့မြေအောက်နာမည်ကကြောင်လက်တဲ့မောင်ချစ်တဲ့အပြင်မှာတော့ကုန်းတဲ့ပွဲစားအမိခံ အမျက်ကြီးစားတဦးပဲကျေးစားအဖွဲ့ဝင်ဆိုတော့ အစင်းမြင့်ပညာတဲ့မင်းအဲဒါကြောင့်လေသူ့ရဲ့အိမ်မွေးတရိတ်ဆန်ကအစကြောင်တကောင်လို့တမ်းမနေတာဝပန်းဖြူဟာ တချိန်ကလက်ဝဲခိုင်းကိုစန့်ကျင်ခဲ့ပြီးခေါင်းရမ်းဖြူအမိနဲ့မြေအောင်အဖွဲဝင်ဖြစ်ခဲ့ဘူးပါရီအဲဒီအချိန်ကစုံခဲ့ဘူးတဲ့မောင်ချေအကြောင်းကိုလေတေချာပြောပြပါရီမောင်ချေဟာအစင်းလုံပညာတဲ့တဦးဖြစ်ပြီးမော်ချင်းစင်များကိုအောင်မြင်ထားသူဖြစ်ပါရီကျွဲကောင်းကျွန်းတိုက်ပွဲမှာကြာဆုံးခဲ့တဲ့ ဥသောမနဲ့ဓာပညာမအစွမ်းထက်လုံနဲ့ဓာနဲ့ရှင်ကြော်ထင်းတို့လိုမြေအောက်အဖွဲ့ဝင်ဖြစ်ပါရင်အဲဒါအပြင်ပညာအစစ်မြင်မလို့သူတဦးလေးဖြစ်ပါရင်ပန်းဖြူမှာမောင်ချင်းရဲ့အကြောင်းကိုတီတီကြကြသိထားတာမို့ရွာသားများအရှိမပင် အလုံးစုံပြောပြတော့ပါရင်အခုထိတ်တန့်ရင်ဆိုင်တွေ့ရမဲ့သူမှပို့ပို့တန်တန်မဟုတ်တာကြောင့်စံစဘာများကိုပေးလိုက်ပြီးအေးအေးဆေးဆေးတောင်နေကြဖို့ပြောပါတယ်ပန်းဖြူက မောင်ချစ်ကိုမကြောက်တော့လဲမောင်ချစ်အကြောင်းကို သိနေတာကြောင့်ရွာသားများအသက်ကိုစိုးရိမ်နေမိပါတယ်။ကျုပ်တို့ဒီဆန်စပါးတွေကိုမမတ်မောပါဘူး။ဒါပေမဲ့အသက်ပေးရတဲ့အထီမတန်ဘူးဗျာ။ဒီကြောင်နဲ့ကိုတော့လက်စားချေခြင်းသေးတယ်။ဒီကြောင်ကိုတတ်နိုင်ခဲ့တယ်ဆိုရင်တော့မောင်ချစ်ကဒီအတိုင်းနေမှာမဟုတ်ဘူး။သူနဲ့ထိတ်တန့်ရင်ဆိုင်မဲဆိုရင်ရွာကိုစိတ်ပူရတယ်။ပန်းဖြူကရွာသားများအသက်ကိုငှဲ့ပြီးဖြောင်းဖြားတော်လေထူးမောင်က တခုခုကိုတွေးနေပါရင်မိစ္ဆာပညာသေးဆိုရင်အလွတ်မပေးခြင်းနဲ့ထူးမောင်ရဲ့စိတ်ထဲမှာ မောင်ချစ်နဲ့တွေးကျင်နေပါရင်ဥဒန်ခဲကလည်းလူကြီးပီပီအေးအေးချမ်းဆုံးဖြစ်အောင်ပန်းဖြူပြောသလိုရွာသားများကိုပြောပြပါရင်ဆန်စပါးများကိုမယူတော့ပင်မောင်ချစ်ရဲ့ရံကိုရှောင်ကြရမယ့်အစီအစဉ်ကိုရွာသားများကမငင်းကြတော့လေအခုဖြစ်ရက်ကိုတော့မကြေနပ်ကြပါအဲ့ဒီအချိန်ထူးမောင်ကနေရာကရုတ်တရက်ထလာပြီး ခမရတို့ကာကွယ်ပေးမဲ့သူမရှိတော့တဲ့အခါမောင်ချင်းဆိုတဲ့လူကဟိုမိတ်ဆောင်နှစ်ကောင်လိုပဲရွာကိုလဝဲကြီးအောင်မဲ့ထင်တယ်။ထူးမောင်ရဲ့စကားကိုရွာသားများစဉ်းစားသွားကြတယ်။ပန်းဖြူနဲ့ဥတန်ခဲတို့စကားများတင်းတင်းတော်လဲထူးမောင်ပြောသူတို့တွေးပြီးစိုးရိမ်ကုန်ကြတော့တယ်။အဲ့ဒီနောက်တယောက်တစ်ခုံးစကားတန်များထွက်ပေါ်လာခြင်းထူးမောင်ကထပ်ပြောပါတယ်။ဒီပြဿနာကိုကြုံတော့မရှောင်လွှဲခြင်းကိုတကယ်လို့ထိတ်တန့်ရင်ဆိုင်ရမယ်ဆိုရင် ခမားတို့ဘလို့သဘောရလဲကျုပ်တို့အနေနဲ့ဆိုရင်တော့တရွာလုံးကိုဘေးဒုက္ခအမျိုးမျိုးကကဲတင်ပေးခဲ့တာပဲခမားတို့၃ယောက်ကိုရွာသားအလုံးကယုံကြည်ပါတယ်ဒီပြဿနာမှလည်းရွာကိုမငဲ့ပါနဲ့ကျုပ်တို့သိချင်းသေးပါစေနောင်လာမယ့်မျိုးဆက်တွေအထိ အနိုင်ကျင့်ခံရမှာတော့ကျုပ်တို့လက်မခံချင်ဘူးဒါဖြင့်ကြောင်ကိစ္စအရင်ရှင်းကြတာပေါ့ခမားတို့ပြည်စည်းတွေနောက်တစ်ခေါက်သွားယူမယ်ကျုပ်ကိုယ်တိုင်လိုက်ခဲ့မယ် ဒါပေမဲ့ခွေးကောင်းကောင်းတစ်ကောင်တော့ကျုပ်ကိုရှာပေးပါ ရွာသားများလေထူးမောင်ပြောတဲ့အတိုင်းခွေးကြီးတစ်ကောင် ရှာပေးကြပါရဲ့အမွေးတူတူတုံတုံနဲ့အမြင့်မှလူခေါလေလောက်ရှိပြီးထွားကြိုင်းတဲ့ခွေးကြီးတစ်ကောင်ဖြစ်ပါရဲ့အဲ့ဒီနောက်ထူးမောင်က သူနဲ့အတူတောင်ပေါ်ကိုလိုက်ရဲသူကိုရွေးထုတ်လိုက်ပါရဲ့ရွာသားများကမောင်ဝီကြောင်နဲ့ကြီးကိုအခဲမကြေတာမို့အာလုံးကတက်ချင်နေတော့လေထူးမောင်ကငါးဦးသာရွေးခေါ်ထားပါရဲ့ အဲ့ဒီနောက်ပန်းဖြူဘက်ကိုလှည့်လိုက်ပြီးမင်းကမောင်ချင်းရဲ့မှော်ပြညာကိုအတီးဆုံးပဲဒီခွေးကိုမင်းတို့လက်ဝဲပညာနဲ့အစီအရင်တစ်ခုလုပ်ပေးလိုက်အဲ့ဒီအခါပန်းဖြူလည်းထူးမောင်ပြောတဲ့အတိုင်းခွေးကိုအစီအရင်ပြုလုပ်ဖို့သဘောတူလိုက်တယ်ဦးတန်ခဲကလည်းထူးမောင်ရဲ့အကြံကိုသဘောကျနေပါတယ်သူ့ရဲ့တူကြီးကိုဘေးမှာချပြီးတဘာဝကြတယ်ကွာကြောင်မိတ်စာဆိုခွေးနဲ့ပြန်ပြီးတော့တိုက်ခိုက်မယ်ပေါ့ဒါလဲကောင်းပါတယ်မင်းတို့ငါတို့ပညာတွေက တရိတ်ဆန်နဲ့ရှင်ပြိုင်မိုးလောက်အောက်တန်းမကြအောင်လေဒါပေါ့ဗျာကျုပ်တောင်ပေါ်သွားနေချင်းရွာကိုကာကွယ်စောင့်ရှောက်ထားတော့ဥတန်ခေစိတ်ချသွားကွာခွေးနဲ့ကြောင်ဘလို့ကြိုက်ကြမလဲတော့ကြီးကျင်သေးတယ်ကွာပန်းဖြူရဲ့ပညာအပေါ်အများကြီးမူတည်ပါတယ်ပန်းဖြူလေရွာသားများကိုထញ្ញန်းနဲ့ကစုံရိုးများကိုရှာခိုင်းပြီးအိုးတလုံးနဲ့စူးအောင်ကြိုလိုက်ပါတယ် အဲ့ဒီနောက်သူ့မှာရှိနေတဲ့ဆေးမုံတချို့ကိုယောပြီးခွေးကြီးကိုတိုက်လိုက်ပါတယ်ဆေးတိုက်ပြီးရနဲ့ပန်းဖြူကခွေးကြီးရဲ့ခေါင်းကိုပုတ်ပြီးပါဇက်ကနေတခုခုရုတ်ဆိုနေပါတယ်အဲ့ဒီအခါခွေးကြီးကနေရာမှာပင်ပြစ်လဲပြီးတတိမိသွားတော့တယ်ခွေးကြီးမှာအသက်ရှူလဲရက်သွားပြီးအသေးကောင်းလို့တောင်းတင်းနေချင်းပန်းဖြူကအက်ကလေးတစ်ချောင်းကိုသပင်ကြားကနေဆွဲယူလိုက်ပါတယ်ပြီးတဲ့အခါ ခွေးရဲ့လက်ကုတ်ထဲကို အလျားလိုက်စိုက်သွင်းပေးလိုက်တော့တယ်ခွေးရဲ့ခန္ဓာကိုယ်သွေးကြောထဲအဝင်သွားတာနဲ့မေလဲနေရကအသက်ရှူလာပြီးရှာတစောင်းကပ်ပြီးတော့တဝောဝောတဟဲဟဲဖြစ်နေတော့ပါ रे ဘလို့အစီရင်မျိုးဖြစ်မလဲမသိရပေမဲ့အတော်လေးပြင်းထန်မှုရပါ रे မကောင်းတဲ့အတက်ဖြစ်တော့လေဒီနေရာမှာအတုံးဝင်ပြီးကောင်းကျိုးပြုဖို့အတွက်ထူးမောင်ရှိမှပင်လက်ဝဲပညာများထုတ်သုံးလိုက်တော့ रे ကိုထူးမောင် လိုအပ်တဲ့အခါခွေးကြီးကိုအချိန်မရွေးလက်ခုပ်တီးပြီးတော့ခုံလိုက်ပါ ထူးမောင်လည်းစမ်းသပ်တဲ့သဘောနဲ့ချက်ချင်းလက်ခုပ်တီးလိုက်တဲ့အခါခွေးရဲ့ရုပ်အသွင်ကဒေါသအရေးရောင်များဖြစ်လာပြီးတွားတပြည့်ပြည့်နဲ့မန့်ဖီနေတော့ပါ ರಿ အဲဒီနောက်ထူးမောင်ကကြောက်ခဲတလုံးကိုယူပြီးအဝေးကိုလှမ်းပြစ်လိုက်တဲ့ခွေးကြီးကလက်သီးဆုပ်ကြောက်ခဲကိုတခဏအတွင်အလေအမြန်ဖမ်းလိုက်ပြီးကိုင်းမိတာနဲ့ကြောက်ခဲနဲ့လေးစိတ်နေမှကွဲထွက်သွားတော့တယ် ရွာသားများလည်းအသားအစာကြောင်နဲ့ကြီးကိုဖမ်းဆီးပြီးမှခွေးကြီးကိုသဘောကျနေပါရဲ့အားလုံးလည်းကြောက်စိတ်မရှိတဲ့အပြင် ထူးမောင်ကိုယ်တိုင်လိုက်လာမှဖြစ်တာကြောင့်စိတ်ချယုံကြည်နေကြတယ်အဲဒီလိုနဲ့နေအေးတဲ့အခါရွာသားတစုနဲ့ထူးမောင်တို့ခွေးကြီးကိုခေါ်ပြီးနတ်မွေတောင်ပေါ်တက်ခဲကြပါရဲ့တောင်ပေါ်ကိုရောက်တာနဲ့ကြောင်ကြီးကိုရှာဖွေကြတော့လေလုံးဝမတွေ့ပါအဲဒါကြောင့်ရန်စတဲ့သဘောနဲ့ ထူးမောင်ကစံအိတ်စပားအိတ်များကိုယူခိုင်းလိုက်ပါရယ်။ရွာသားများလေဘေးဝေးရာကို အခြေအနေကြည့်ပြီးရဲရဲတင်းတင်းမင်းစံအိတ်ကိုကင်လိုက်ပါရယ်။ဒါပေမဲ့လေဘာမှအခြေအနေမထူးတာကြောင့်စောင်းကြည့်နေစင်မှာပန်းဖြူအစီအရင်လှုပ်ပေးလိုက်တဲ့ခွေးကြီးကအပေါ်ကိုမော့ပြီးအဆက်မပြတ်ဟောင်နေတော့ပါရယ်။အာလုံးလေအဲ့ဒီနေရာကိုအကြည့်ရောက်သွားတာနဲ့တိုင်ကြားကနေ ကြောင်နဲ့ကြီးကခုံဆင်းလာပြီးရွာသားတအူးကိုတိုက်ခိုက်တော်ပါရဲ့ဒါပေမဲ့ထူးမောင်ကပြင်းထန်ဖြက်လက်တဲ့ခြေထောက်နဲ့အချိန်မီကန်ထုံလိုက်နိုင်ပါရဲ့ကြောင်ရဲ့မန်ဖီတန်ကြီးကိုကြောင်လိုက်ရပြီး အဝေးကိုလွှင့်သွားတဲ့အခါခွေးကြီးကလည်းကြိုက်ဖို့ပြင်ပါရဲ့ဒါပေမဲ့အသားစားကြောင်နဲ့ကြီးကထူးဆန်းစွာပျောက်ကွယ်သွားပြင်ပါရဲ့ရွာသားများက လုံးဝမမြင်ရပေမဲ့ထူးမောင်ကစကုဓာတုကျင့်စဉ်အစွမ်းကိုသုံးပြီးအနီးဝင်းကျင်ကိုကြည့်နေပါရဲ့ အဲ့ဒီအခါမတိတာတဲ့အ내ရောက်မိခိုးတန်းကလေးမှဘေးပတ်ဝန်းကျင်မှလှဲပတ်နေတာကိုတွေ့လိုက်ရပါတယ်။ထူးမောင်လေးရွာသားများကိုထိုင်ကြဖို့ပြောပြီးဝါရောမှန်တန်အစွမ်းကိုတုံးလိုက်ပါတယ်။ပတ်ဝန်းကျင်မှာရှိတဲ့လေတုကိုဖိအားတိုးအောင်ပြုလုပ်ပြီးလေတစ်ချက်ဝှေးလိုက်တဲ့အခါမိခိုးတန်းလေးမှကြောင်နဲ့ကြီးပြန်ဖြစ်သွားပြီးထူးမောင်ကိုဥတီတိုက်ခိုက်တော်တယ်။ထူးမောင်ရဲ့လက်ခုံကို ကြောင်နဲ့ကြီးရပြေးခိုက်တဲ့အခါအကိုက်မခံမင်းလက်ကိုရုပ်ပြီးတော့ဘေးတက်တဲ့ကိုပုတ်ထုတ်လိုက်ပါရင်အဲဒီအခါကြောင်နဲ့ကြီးမှာခွေးကြီးအရှိတက်တဲ့ကျသွားပြီးနှကောင်သားလုံးထွေးတက်ပုတ်ကြတော့တယ်။ပန်းဖြူအစီအရှိလှုပ်ပေးလိုက်တဲ့ခွေးကြီးမှာ လူဆိုရင်တော့မကောင်းဆိုးဝါးပူးကပ်နေတဲ့အလားကြမ်းတမ်းလှပါရင်ကြောင်ကြီးရဲ့တိုက်ခိုက်မှုကြောင့်နေရွက်ွယ်ပြီးသွေးများထွက်သွားတော့လေနာကျင်တဲ့အရေးရောင်မင်းမပြအတန်ကြာတဲ့အခါ ကျောင်းကြီးရဲ့ခါကိုအမိအရာကိုက်ပြီးဆွဲခါဖြစ်လိုက်တာကြောင့်ခါစိတ်ယိုမြကြိုးချိန်ပြီး အသားအစာကြောင်းနဲ့ကြီးငြိမ့်ချသွားပါရယ်။ရွာသားများလည်းဆုံးမသွားတဲ့ရွာသားများအတွက်လက်စားချေနိုင်ခဲ့ပြီးမှဝမ်းသာနေကြပါရဲ့အဲ့ဒီအချိန်ထူးမောင်ရဲ့အမြင်အာရုံအတွင်းမှာအနှံ့ရောင်မီခိုတန်းလေးနှစ်ခုထပ်ပြီးတော့တွေ့လာရတာမို့ရွာသားများကိုတတိထားဖို့ပြောလိုက်ပါရဲ့ထူးမောင်ရဲ့စကားမဆုံးခင်မှာပင် နောက်ထပ်ကြောင်နေကြီးနှစ်ကောင်ကဝင်းရောက်တိုက်ခိုက်လာပြန်ပါတယ်။တကောင်ကိုထူးမောင်ကကာကွယ်တောင်းစီပေးလိုက်ပြီး နောက်တကောင်ရဲ့အမိကို ခွေးကြီးကလှမ်းကိုက်ထားပါတယ်။ခွေးကြီးလည်းပင်ပန်းနေတဲ့ကြားမှာကြောင်နှစ်ကောင်တော့ကို အမိအရာတိုက်ခိုက်ပေးလိုက်ပြန်ပါတယ်။တန်းရပလန်ပွားနဲ့မောပန်းနေတဲ့ခွေးကြီးမှလည်းနောက်ထပ်တိုက်ခိုက်ပေးဖို့အစင်အသင့်ပြင်ထားပါတယ်။အဲ့ဒီအချိန်မှာကြောင်သေးကောင်၃ကောင်လုံးက မီးလောင်သလိုအငွေ့ထွက်လာပြီးတဖြည်းဖြည်းပြောင်းကွယ်သွားပါရဲ့။အဲ့ဒီအခါမှထူးမောင်လေးတခູ່ခုတွေးမိပြီးဂျာပုံရင်ရောင်နေပဲမောင်ဝင်ကြောင်နဲ့အစ်စ်မဟုတ်ဘူးအာလုံးလှဲစားထတာထူးမောင်စကားကို ရွာသားများသေးချနားထောင်နေချင်းရိုင်ဖယ်တနက်တန်အကျဲကြီးတစ်ချက်ကိုကြားလဲရတယ်။အဲ့ဒီနောက်ခွေးကြီးရဲ့လက်မောင်းအတွင် ကြီးစံဖောင်းဝင်နေပြီးသွေးများစီးကြနေတာကိုလေတွေးလိုက်ရပါရဲ့။ ခွေးကြီးမှာကြီးစန်းလာရကိုပြင်းဝင်တိုက်ခိုက်ဖို့ကြံ့ရွယ်နေတာမို့ဒူးမောင်ကလှမ်းဆွဲပြီးသွေးကြောအတွင်းမှာအက်ကိုဆွဲထုတ်ပေးလိုက်ပါတယ်။အဲဒီအခါခွေးကြီးလေးအစီအရင်လုံးစင်က အခြေအနေလိုတတိမေမျောသွားတော့တယ်။အကောင်းဆုံးကူညီခဲ့တာပဲ။သူ့အသက်ကိုစောင့်ရှောက်မှုရွာထဲကိုပြန်ခေါ်သွားကြတော့ခမားကရောကိုထူးမောင်နေချဲကောင်တွေရဲ့အမျိုးသစ္စာဖောက်တွေကိုစုံမဖို့ရှိသေးရဲ့ကြုံလိုက်ခဲ့မယ်။ရွာသားများက ထူးမောင်ကိုစိတ်မချတော့လဲပြောတဲ့အတိုင်းခွေးကြီးကိုတည်ပြီးတော့တောင်ဆောင်ကဆင်းပြေးသွားကြတယ်ထူးမောင်ကရွာသားများကိုရှောင်ခိုင်းတာကနေချင်းမျက်နှာဖြူများပါလာပြီးဖြစ်ပြီးရွာကိုအန်တီရဲ့ဖြူမှစိုးရအောင်ဖြစ်ပါရယ်တချိန်ကလေအစိုးရဘက်တော်သားပုံနှံကားနဲ့ရှင်းပြိုင်အနိုင်ရခဲ့ပြီးထူးမောင်နောက်ခိုင်းတာနဲ့ရွာသေးကြီးရွာကိုမီးလောင်တိုက်အသွေးခံရပူပါရယ်ထူးမောင်ကခံဝေးဝေးမှရန်သူများကိုလှမ်းလို့ကြည်နေပါတယ် ဝရမ်းစုကြီးထွက်ရှိထားသူဖြစ်တာကြောင့်အချိန်မရွေးဖမ်းဆီးနိုင်ကြတဲ့ပလိမ်များနဲ့အတူအရက်သားလူတို့ချို့လည်းပါလာခဲ့ပါရယ်မျက်နှာဖြူပလိမ်အင်အား20ခန်းကထိုးမောင်ကိုတနက်များနဲ့ထိုးချိန်ထားလိုက်ပြီးအရာရှိဖြစ်သူရဲ့အမိန်ရတာနဲ့တပြိုင်နက်တည်းခလုံးမောင်းဖြုံလို့ပြစ်ခတ်လိုက်ကြတော့တယ်ရွာသားများကခွေးကြီးနဲ့အတူရွာထဲကို ပြန်သွားကြပြီးဥတန်ခဲနဲ့ပန်းဖြူတို့ထံကို ထူးမောင်အကြောင်းပြောဖို့တွားကြပါရဲ့ရောက်သွားတဲ့အခါရွာသားတချို့ကြိုးတုပ်ရိုက်နှက်ခံထားရပြီးဦးတန်ခဲနဲ့ပန်းဖြူတို့ကိုလည်းတစ်ပင်မှလက်ပြန်ကြိုတုပ်ထားပါရဲ့ဝရံပြေးများကိုလက်ခံထားတယ်လို့ရွာသားများကိုအပြေပေးရိုက်နှက်ကြတာကြောင့်ဦးတန်ခဲနဲ့ပန်းဖြူတို့ကရွာသားများမှာအပြေမရှိကြောင်းပြောပြီးသူတို့ကိုယ်တိုင် အဖမ်းခံလိုက်ခြင်းဖြစ်ပါရဲ့ပရိသတ်များရှင် အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဟိန်ခန့်ဥပ္ပါတိပါရေးသားထားတဲ့မန်တန်ထူးမောင်နဲ့အသားစားကြောင်နဲ့ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်တစ်ခေါက်မှပရိသတ်တွေအားလုံးအတွက်ဘလို့ဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုစောင့်မျှော်အားပေးနာဆင်ဖို့အတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရစေ။နာဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရစေ။